မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဇီးကုန်းမြို့နယ်မှာ PDF ကိုလည်းပိုင်နေစစ်တပ်ကိုလည်းပိုင်နေဆိုပြီးကြွေးကြော်ကပြည်သူများကိုနီလန်းမျိုးစုံနဲ့ဖိနှိပ်နေတဲ့အုပ်ချုပ်ရေးမှူးကိုဦးနဲ့တွဲပတ်အုပ်ချုပ်ရေးမှူးမြင်းထွေးတို့ကို PDF ရဲဘင်များကပြစ်ခတ်ရှင်းလင်းရာတအုပ်တည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ10ရက်နေ့မွန်လယ်3နာရီခန့်မှာဇီးကုံမြို့နယ်မိခောက်ပင်အုပ်စု မိခောက်ပင်ရွာအုပ်ချုပ်ရေးမှူးကိုဦးနဲ့တွဲပတ်အုပ်ချုပ်ရေးမှူးမြင်းထွေးတို့ကိုကျိုးပင်ကောင်မြို့နယ် BDZM GBK PDF ပဲခူးရုံမှအခြေပြုတပ်ဖွဲ့ကတော်လိုင်းရဲဘော်များကဝင်ရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတွဲပတ်အုပ်ချုပ်ရေးမှူးမြင်းထွေးဟာပွဲချင်းမိတိတ်ဆုံးခဲ့ပြီးတော့အုပ်ချုပ်ရေးမှူးကိုဦးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။အဲ့ဒီအုပ်ချုပ်ရေးမှူးနှစ်ဦးဟာပြည်သူများကို PDF ကိုလည်းပိုင်နေစစ်တပ်ကိုလည်းပိုင်နေဆိုပြီးတော့ကျွေးကြော်ကနီလန်မျိုးစုံနဲ့ဖိနှိပ်နေခြင်းကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ကိုဦးဆိုတဲ့ကောင်ကထွက်ပြေးလွတ်မြောက်သွားပါတယ်။တွဲဘက်မြင်ထွေးကိုတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပွဲချင်းပြီးတေဆုံသွားတယ်။မြင်ထွေးကငါတူတွေကလည်း PDF တွေငါတို့အုပ်ချုပ်ရေးမှုလုပ်လဲအေးဆေးပဲဆိုပြီးတော့ရွာထဲမှာပြည်သူတွေကိုချင်းချောက်အနိုင်ကျင့်နေတာ။ ပြီးတော့စစ်တပ်ကလည်းငါတို့လူတွေပဲအုပ်ချုပ်ရေးမှုလုပ်လို့ရတယ်ဆိုပြီးတော့စိတ်တန်းကြတောင်းချမ်းနေတာလို့ဂျုံမင်ကောင်းမျိုးနဲ့ BDZM GBK PDF ဘကူးယုံမအခြေပြုတပ်ဖွဲ့ကတာဝန်ရှိသူတဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်တင်ဆက်ရရဲစခန်းကို drone နဲ့ဗုံးကျဲတိုက်ခတ်ရာခမရ200ခွန်တရင်ကစစ်သား2ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့ညနေ6:00နာရီခွဲဝင်းကျင်ကမှာတင်ဆက်ရရဲစခန်းကိုကြိုက်ထုံတော်လိုင်းအင်အားစု KRF, KNU, KNL နဲ့ PDF 8935တိုက်ရင်ပူးပေါင်းအဖွဲ့တို့က ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာရဲစခန်းအတွင်းမှာရှိတဲ့ခမာရ200ခွန်တိုက်ရင်းကအကြမ်းဖက်စစ်သား2ဦးတေဆုံးပြီးတော့စစ်ကောင်စီတပ်သား4ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နောက်အပြင်၎င်းတိုက်ခိုက်မှုအတွင်းမှာ ဒရုန်းတစ်စီးဆုံးရှုံးခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ကြိုက်ထူတော်လိုင်းအင်အားစု KRF အနေနဲ့စစ်အာဏာရှင်စနစ်ကြာဆုံးတဲ့အထိကိုဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ပြီးပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုအသက်ပေးပြီးတော့ကာကွယ်ဆောက်ရှောက်သွားမှာဖြစ်ကြောင်းကြိုက်ထူ Revolution Force ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်။အလားတူပဲမကွေးတိုင်းပေါ့မြို့နယ်ကပ္ပဆ24ကိုလည်းဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာထိကိပျက်စီးမှုတွေရှိခဲ့ကြောင်း ပုံတောင်တိုက်ခွဲ PDF တပ်ဖွဲ့ကတာဝန်ရှိသူတူကပြောကြားထားပါတယ်ဇန်နဝါရီလ9ရက်နေ့ညနေ3:35မိနစ်ခန့်မှာပေါင်မြုံနယ်အခြေစိုက်ကပ္ပစ24တပ်အတွင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီးတော့ drone နဲ့ဘုံဒီဆယ်လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောက်ဆက်တွဲထိခိုက်သေးဆုံးမှုကတော့စုံစမ်းနေသေးပါပဲ။ပျက်စီးဆုံးရှုံးမှုကတော့ရှိနိုင်တယ်။ဝန်ထမ်းအင်အားတွေကအရာရှိတွေရဲ့အဆောက်အအုံပေါ်ကိုချခဲ့တာပြင်မှတ်ကတော့ထိတယ်။ ဂျန်မာနဲ့ကောင်တာပြန်ပြစ်တာကြောင့်၅စီးတစ်ခေါက်ပဲချပြီးတော့ပြန်ဆုတ်လာခဲ့တယ်။ဒစည်းကိုဘုံဒီနှလုံးချပြီးစုစုပေါင်း၁၀လုံးချခဲ့တာ။၈ဆက်တဲ့မမလက်နက်ကြီးနဲ့၄၅ကြောက်လောက်ပြန်ပြစ်တယ်။ကျွန်တော်တို့ရဲဘော်တွေတော့အထီးကိမ်းမရှိဘူးလို့ပုံတောင် Tiger PDF တပ်ဖွဲ့ကတာဝန်ရှိသူတဦးကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုပေါ့မြွန်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖပုံတောင် Tiger PDF နဲ့ Eagle Wings Drone Force တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထီးကိမ်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တော်လဲ။အကြမ်းဖက်စစ်တပ်ရဲ့ဂျမ်မာကြောင့် ကင်းထောက် drone တစ်စီးနဲ့ face wing drone တစ်စီးတို့ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းလောင်းရှိန်မြို့ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ကံပတ်လတ်မြို့ကနေစခန်းကိုဆုတ်ခွာပြီးထွက်ပြေးလာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်က၄ဦးသေဆုံးပြီး၂ဦးကိုအရှင်ဖမ်းမိကလက်နက်၄လက်သိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ30ရက်နေ့မှာစောမြို့မှာရဲစခန်းမှာတပ်ဆွဲထားတဲ့ကပါစခလာရကစစ်သားများနဲ့ရဲများပါဝင်တဲ့ပူးပေါင်းစစ်ကြောင်းဟာ အင်အား54ဦးနဲ့လောင်းရှိန်မြို့ကိုထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းတနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားတအူးသိမ်းဆုံးပြီးတော့တအူးကိုအရှင်ဖမ်းဆီးရမိက၃ဦးကတော့ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်သားများထံကနေပြီးတော့ MA2 တပ်နဲ့တပ်လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ31ရက်နေ့မှာလည်းအဲ့ဒီအကြမ်းမဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကထပ်မံတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၂ဦးသိမ်းဆုံးပြီးတအူးကိုအရှင်ဖမ်းဆီးရမိက MA2 တနက်တလက် MA3 တနက်တလက် G3 တနက်တလက်နဲ့ခရယာများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဂံကောခရယာအမှတ်3တိုက်ရင်အမှတ်5တိုက်ရင်အမှတ်6တိုက်ရင်မကွေးတိုင်း drone တပ်ဖွဲ့နဲ့မင်းမှုခရယာတိုက်ခိုက်ရေးအဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်အလားတူပဲဒီဇင်ဘာလ23ရက်နေ့ညနေ3နာရီခန့်ကလည်းကံပတ်လက်မျိုးကစခန်းကိုစုတ်ခွာပြီးထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားများနဲ့၎င်းတို့ရဲ့မိသားစုဝင်များပါဝင်တဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကလိုက်လံပြီးတော့တိုက်ခိုက်ရအောင် ရဲတအုပ်တည်ဆုံးပြီးဗိုလ်ကြီးတအုပ်အပါဝင်၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဂံဘောခရိုင် အမှတ်3တပ်ရင်းအမှတ်5တပ်ရင်းအမှတ်6တပ်ရင်းမကွေးတိုင်းဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူကနေမြိုင်မြို့နယ်ကိုရိတ်ခါလာပို့တဲ့စစ်ကောင်စီရဲ့ရင်တန်းကိုလမ်းတစ်လျှောက်မှာတော်လိုင်းတပ်များကလိုက်လံတိုက်ခိုက်နေတဲ့အတွက်အဲ့ဒီစစ်ကြောင်းကဒဏ်ရာရတဲ့စစ်သားများအတွက်စေဝါများကိုစစ်ကောင်စီကရဟတ်ရင်နဲ့ပြန်လည်ပိတ်ပို့နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဇန်နဝါရီလ9ရက်နေ့ကနေစတင်ပြီးတော့ပခုတ်ကူကနေမြိုင်မြို့နယ်အတွင်းကိုရိတ်ခါပို့ရန်ထွက်လာတဲ့စစ်ကားအစီး20ခန်းနဲ့အင်အား300ပါးတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များက မြန်မာပြည်ခုတ်ကူလမ်းပိုင်းတစ်လျှောက်မှာနေစဉ်လိုက်လံတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗါဇန်နဝါရီလ9ရက်နေ့မှာလဲအဲ့ဒီရိတ်ခါပို့တဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များက တနေကုန် drone နဲ့လိုက်လံဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်မှုတွေများပြားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာလက်ရှိအချိန်မှာပခုတ်ကူမြိုင်ကားလမ်းအတိုင်းထွက်ခွာနိုင်ခြင်းမရှိပဲကျေးရွာများကနေပတ်ပြီးသွာလာနေရပြီးတော့ကျေးရွာများအတွင်းကိုလည်းဝင်ရောက်ပြီးတော့စီးနေမိရှို့နေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့်ရွာပေါင်း20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူများဟာလည်းဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့သိရပါဗျ။ တော်လိုက်တက်ဖွဲ့များရဲ့လမ်းတစ်လျှောက်လိုက်လံတိုက်ခိုက်နေမှုကြောင့်အကြမ်းဆက်ကောင်းစီတပ်သားများထိခိုက်ဒေဆုံးမှုတွေများပြားနေတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကဒဏ်ရာရတဲ့စစ်သားများအတွက်စေဝါများကိုရဟတ်ရင်နဲ့ကျဲချပြီးတော့ပို့ဆောင်နေရတယ်လို့သိရပါတယ်။ပခုတ်ကူကနေမြိုင်ကိုသွားတဲ့စစ်ကြောင်းမှာရိတ်ခါနဲ့လက်နက်ခဲယံပို့တဲ့စစ်ကြောင်းပေါ့အင်အား300လောက်ရှိပါတယ်။ခြေချင်းတစ်ကြောင်းနဲ့ကားတန်းတစ်ကြောင်းစုစုပေါင်း2ကြောင်းပေါင်းပြီးတော့ထွက်ခဲ့တာပေါ့။ပခုတ်ကူတပ်မတရက်တက်ကနေထွက်လာတဲ့စစ်ကြောင်းမှာအင်အား300နီးပါးကားတန်းကအစီးရိတ်20ကျော်ပါတယ်။ မြန်မာနယ်မှာရှိတဲ့စစ်ကောင်စီရဲ့အခြေစိုက်စခန်းတွေကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းမှာလမ်းတက်လျှောက်မှာတော်လိုင်းတပ်ဖွဲ့တွေကလိုက်လံတိုက်ခိုက်နေတာပေါ့မြန်မြို့ရဲဟိုစစ်ကြောင်းဝင်တာနဲ့ဝိုင်းထရပ်နဲ့အထုတ်ဆက်နဲ့ထုတ်ချထားပါတယ်စစ်ကြောင်းကိုလမ်းတက်လျှောက်မှာတိုက်ခိုက်နေတာဆိုတော့စစ်ကောင်စီဘက်ကအထိကိုက်တွေများတယ်လို့ပခုတ်ကိုခရံတည်ရင်ဆက်ခွန်ကဒရုန်းတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ဇန်နဝါရီလ9ရက်နေ့တိုက်ခိုက်မှုကိုပခုတ်ကူခရံအမတ်ဆက်ခွန်တည်ရင်တဲ့အတူမဟာမိတ်ဒရုန်းတပ်ဖွဲ့များကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတပ်တော် AA နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ထိုးစစ်ဟာရွှေတောင်ရံမြို့အထိကိုရောက်ရှိလာနိုင်တဲ့အတော့ တာပေါင်းနဲ့ချောင်းသာကပြည်သူများဟာစစ်ဘေးရှောင်ရန်ပြင်ဆင်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေတောင်ရံကမ်းခြေနဲ့ချောင်းသာကမ်းခြေတို့ဟာတဆက်တည်းဖြစ်ပြီးတော့စိုင်ကယ်နဲ့သွားရင်မိနစ်20ခန့်သာသွားရတဲ့ခရီးဖြစ်တယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။မကြီးစင်ကတိုက်ပွဲတွေဟာရွှေတောင်ရံမြို့အထိရောက်နေပြီး AA နဲ့ PDF တပ်ဖွဲ့တွေဟာရွှေတောင်ရံကထွေအုပ်ရုံးနဲ့စေယုံတွေကိုထိန်းချုပ်ထားတယ်လို့သိရတယ်။ဒါကြောင့်ချောင်းသာကလူတွေလဲစစ်ဘေးတိမ်းရှောင်ဖို့လုပ်နေကြပါတယ်။ချောင်းသာနဲ့ရွှေတောင်ရံကနီးနီးလေးပဲဆိုတော့လေပြီးတော့ပသိမ်ချောင်းသာကားလမ်းကိုလဲဒီလ73ရက်နေ့ကနေစ ပြီးပိတ်တော့မယ်လို့စစ်ကောင်စီဘက်ကသတင်းတွေထွက်နေတယ်။လမ်းပိတ်ပြီးတော့ဆက်လက်နဲ့လူဝင်အားအများပြပို့မယ်လို့လည်းသတင်းတွေထွက်နေတယ်။အခြေအနေတွေကတော့ဆက်လက်ပြီးတော့တင်းမာလာဖို့ပဲရှိတယ်လို့ပြောဆိုထားပါရယ်။ RF တက်တော် AA ဟာဂွားမျိုးတိမ့်ပြီးတဲ့နောက် AOD တိုင်းကဒေသခံပြည်သူကာကွယ်တပ်ဖွဲ့များနဲ့ ဧရာဝတီရခိုင်အစက်မှာရှိတဲ့မကြီးစင်ကြီးရွာကစစ်ကောင်စီရဲ့စခန်းများကိုအခုရပိုင်းအတွင်းမှာသိမ်းပိုက်ခဲ့တယ်ဆိုတဲ့သတင်းများလည်းထွက်ပေါ်နေပြီးတော့အေအေဘက်ကတော့အတိမပြုတ်သေးဘူးလို့ပြောပါရယ်အဲ့ဒီကနေတဆင်ပူပေါင်းတပ်ဖွဲ့ဟာရွှေတောင်ရမြို့အထိထိုးဖောက်ဝင်ရောက်ကမကြီးစင်ကနေတက်ဆုတ်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ ွေတောင်ရန်ကမ်းခြေမှာခုခံရဲနဲ့တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီဟာပသိန်ကနေအခုတိုက်ပွဲဖြစ်နေတဲ့ရွှေတောင်ရန်နဲ့ငတိုင်းချောင်းမြို့ကနေတဆက်ရိုးမဘော်ကိုလက်နက်အင်အားလူအင်အားအများပြားတွေပေးပို့နေပါတယ်မနေ့ကတောင်မှစစ်ကောင်စီဟာပသိန်မြို့ကနေပြီးတော့တင်ကားကိုစီရွှေတောင်ရန်ဘက်ကိုပို့ထားတယ်လို့သိရတယ်လို့ပြောဆိုထားပါတယ်ရွှေတောင်ရန်ကမ်းခြေဘက်မှာဖုန်းလိုင်းတွေဟာလုံးဝပြတ်တောက်နေပြီးတော့ချောင်းသာဘက်မှာလည်းဖုန်းလိုင်းများပြတ်တောက်ပြတ်တောက်ဖြစ်နေတယ်လို့သိရပါတယ်တိုက်ပွဲများတဖြည်းဖြည်းနီးကပ်လာခြင်းနဲ့စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်များကြောင့် ချောင်းသာကပြည်သူများဟာပသိမ်မြို့ဘက်ကိုတိမ်းရှောင်ရန်ပြင်ဆင်နေကြပြီးတော့ပြည်သူတချို့ဟာလည်းဒီကနေ့မှစတင်ပြီးတော့ပြောင်းရွှေ့နေကြပြီလို့ဒေသခံအမျိုးသမီးတဦးကပြောပြထားပါတယ်။ချောင်းသာမှာရှိတဲ့ဟိုတယ်တချို့ဟာလည်းရန်ကုန်နဲ့မန္တလေးဘက်ကနေလာမဲ့ခရီးသည်တွေကိုခရီးစဉ်တွေဖျက်သိမ်းခိုင်းတာကြောင့်လည်းဟိုတယ်တချို့ကတော့စတင်ပိတ်နေပြီလို့ဒေသခံများစီကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်တနိုင်းမြို့နယ် ဟူကောင်းဂျိုင်ဝမ်ဒေသမှာရှိတဲ့စံလွန်ရွှေမော်ကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ15ဦးထက်မနည်းသေဆုံးပြီးတော့ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ17ရက်နေ့မနက်7:38မိနစ်ခန့်မှာတနိုင်းမြို့နယ်ဟူကောင်းဂျိုင်ဝမ်ဒေသမှာရှိတဲ့စံလွန်ရွှေမော် ဂက်လန်ပါမှာအလုတ်လုတ်ကိုင်းလျက်ရှိတဲ့ပြည်သူများကိုအကြမ်းဖက်ဆက်တက်ကဂျက်ဖိုက်တာ3စီးနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူ15ဦးထက်မနည်းသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တက်ဟာဆန်လွန်ရွှေမော်ကိုဂျက်ဖိုက်တာ3စီးနဲ့နှစ်ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ရွှေမော်မှာရှိတဲ့ တဲဆိုင်အများပြားလဲမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်ထိခိုက်ဒဏ်ရာရရှိတဲ့ပြည်သူလဲများပြားပြီးတော့တေဆုံးမှုအတိအကျကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်ဇန်နဝါရီလ17ရက်နေ့မနက်7:38မိနစ်ခန့်ကကျဲသွားတာဟူကောင်တနိုင်းနေတဲ့ကဆန်လွန်ရွှေမော်ဂက်လန်မှာအလုံးလောက်ကင်နေတဲ့ပြည်သူတွေရှိတဲ့တီနေရာကိုဥတီပြီးတော့ဘုံကျဲတိုက်ခိုက်သွားတာပါပြည်သူ15ဦးသေဆုံးတယ်10ဦးကတော့ထိခိုက်ဒဏ်ရာရတယ်အလောင်းရှာမတွေ့ပဲပျောက်ဆုံးနေတဲ့သူတွေလည်းရှိသေးတယ်နှစ်ချိန်လာပြီးတော့ကျဲသွားတာရွှေမော်မှာဈေးရောက်နေတဲ့ တဲဆိုင်ကိုကုမီးလောင်ကျွမ်းပြီးပျက်စီးသွားတယ်လူအသေးပြောက်ကတော့ဆက်လက်ပြီးတော့စုံစမ်းရှာဖွေနေသေးပါပဲလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျမ်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ